မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ3ရက်နေ့မနက်ပိုင်းအားရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဆင်ကမျိုးအနီးကိုဗဟိုပြူပြီးလှုပ်ခတ်သွားတဲ့အင်အားအသင့်တဲ့ရှိတဲ့ငလျင်ကြောင့်မနေ့ကညနေပိုင်းကမန္တလေးမြို့အနီးတစ်ဝိုက်ကပြည်သူတွေငလျင်တန်းကိုတိသားစွာခန်းစားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ2ရက်နေ့ညနေ9နာရီခွဲအချိန်ကမန္တလေးတိုင်းဆင်ကမျိုးအနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြူပြီးတော့ Richter scale 6.9အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ BNA ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မနေ့ကညနေပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်ပြည်သူတွေနေအိမ်ထဲကနေထွက်ပြေးခဲ့ရကြောင်မြို့ကန်တွေကပြန်လည်ပြောပြထားပါတယ်။အတန်ကြီးလဲပါတယ်။တော်တော်လေးကိုသိတာတယ်။လူကုန်မူးနောက်သွားတာပဲ။အကုန်ထွက်ပြေးကြရတာလို့မန္တလေးမြို့ရင်းထဲမှာနေထိုင်သူအမျိုးသားတို့ကအတိပြုပြောပြထားပါတယ်။မနေ့ကမနက်9နာရီခွဲလောက်ကလည်းမန္တလေးမြို့မှာငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီးတော့သိတာတယ်လို့ဒေသခံတွေကသိရပါတယ်။အလားတူပဲ မနေ့ကမနေ့၈နာရီ26မိနစ်ခန့်ကလည်းသခိုင်းတိုင်းမင်းငယ်မြို့အနီးမြေအောက်နဲ့100ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 4.4အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်မလီယန်အန်ဒီရဲ့ကြောင့်ဖိကိုက်ဆုံးရှုံးမှုများယောနေစေဖို့စောင်းရန်ရှောင်းရန်သတိပြုရန်များတဲ့အညီနေထိုင်ကြဖို့အထက်ပါဝင်ကြီးဌာနကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးနဲ့မြောင်းလန်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းမစစ်ခွေးတပ်ကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇမလာတရက်နေ့ညနေ9နာရီလောက်မှာမြင်းမှုမြို့နယ်မြောင်းလန်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းမဆစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက fake swing drone များနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဘုံးကျဲတိုက်ခိုက်မှုအတွင်းအချမ်းမဆစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲစခန်းအတွင်းထဲမှာကြောက်ရောက်ပောက်ခွဲခဲ့ကအချမ်းမဆစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့ပြောပါတယ်။အချမ်းမဆစ်ခွေးတွေဘက်ကလည်းလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့ကတော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးအကောင်90လောက်ရှိပါတယ်စစ်ခွေးသေးတဲ့စီးရင်တော့မသိရသေးဘူးဘုံသေးကြတာကတော့သူတို့ပတ်စံကောက်တဲ့ဂိန်းနာကိုကြတာပါစစ်ခွေးတွေဘက်ကနှကောင်3လောက်တော့ထိတယ်တဲ့အသေးဆုံးတော့မရှိဘူးလို့ပြောတယ်လက်နက်ကြီးတွေနဲ့ပြန်ပစ်တာတော့ခံရတယ် ုံးလုံးပြန်ပြစ်ခံလိုက်ရပါတယ်။စစ်ခွေးတွေဘက်ကထိခိုက်မှုရှိပါတယ်။ drone ၅စီးနဲ့တိုက်ခိုက်ခဲ့တာပါ။ MDF bro ကြားခင်စိအပွဲက6လက် drone ဘိုးခြေဖို့လိုအပ်နေတာလည်းရှိပါတယ်။ရှေ့ဆက်ပြီးတော့လည်းစစ်ခွေးတောက်ကိုတိုက်ခိုက်သွားပါမယ်လို့မြောင် drone force MDF ကတာဝန်ခံကြားခင်စိကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီကမဲဆွယ်စည်းရုံးပွဲများနဲ့ဆိုင်းဘုတ်တင်ပွဲများမှာ ပစံပေးပြီးတော့လူတွေခေါ်ယူတဲ့ဇယိမ်များကိုရွေးကောက်ပွဲရဲ့အသုံးစိတ်ထဲမှာထည့်သွင်းခွင့်မပြုဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်အလုံးမှာကျောက်ဖို့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများနဲ့စိုင်းပုတ်တင်ပွဲများပြုလုပ်ရမှာလူတယောက်ကိုငွေကျပ်၂၀၀၀နှုန်းနဲ့လူစုလူဝေးဖြစ်စေဖို့အတွက်ငှားရမ်းခဲ့တယ်လို့သိရပါဗျ။အခုလိုငှားရမ်းမှုအတွက်ကုန်ကျစရိတ်များမှာပွဲတစ်ပွဲအတွက်အ ਨੇ စုံငွေကျပ်သိန်း၁၀၀ဝန်းကျင်လူငှားရမ်းကနဲ့အသွားအပြန်အကျိုးပို့အတွက်သုံးစွဲနေရတယ်လို့သိရပါဗျ။အဲ့ဒီအသုံးစိတ်များကို သက်ဆိုင်ရာမြို့နယ်ကြက်ဖို့ပါတီများရဲ့ရုံးအသုံးစရိတ်အဖြစ်နဲ့ထည့်သွင်းပြီးတော့ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်နဲ့တင်ပြခိုင်းခြင်းမရှိဘူးလို့သိရပါတယ်အခြေခံသတ်မှတ်ထားတာကလူတယောက်ကို2000လုံးသတ်မှတ်ထားပါတယ်အဲ့ဒီဈေးတွေကတော့မြို့နယ်ပါတီရုံးတွေကအကြခံတဲ့စီးရင်ထဲမှာထည့်တယ်လွတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်နဲ့မတင်ပါဘူးတပွဲကိုအနည်းဆုံးလူတရာကနေ150ငားရမ်းပါတယ်ချိုးဖို့နဲ့အစားအသောက်တွေပါစီစဉ်ပေးတယ်အဲ့ဒီအတွက်ဘတ်ဂျက်ကိုလည်းပါတီဌာနချုပ်ကချပေးထားပါတယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ် အော်တိုဘားလ26ရက်နေ့ကစစ်ခွေးလောက်ခံရီကောက်ပွဲကော်မရှင်ကရီကောက်ပွဲအတုံးစီအဖြစ်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်ဒိုင်းဒေတာကြီးနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုတအူးလျင်ငွေချက်350အစား300တော့၎င်းတိုင်းသားလူမျိုးများလွတ်တော်ကိုယ်စားလှယ်လောင်းတအူးဟာချက်300အစားကျပ်သိန်း900တို့၎င်းရွေးကောက်ပွဲအတုံးစီကိုတုံးမြင့်ပြင်ဆင်တတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ဒါပေမဲ့ စစ်ခွေးကောင်းဆောင်မဲအောင်လိုင်ရဲ့စေလုံးမှုနဲ့ရောက်ရှိလာတဲ့ဘိုးချုပ်ဟောင်းများနဲ့လက်ရှိရာထူးရှိနေစေစစ်ဘိုးချုပ်ဟောင်းများကတော့၎င်းတို့ရဲ့ကိုပိုင်အတုံးစိငွေချင်းများနဲ့မဲဆွယ်စည်းရုံးမှုလုပ်ငန်းများနဲ့စိုက်မုံတင်ပွဲများကိုလှုပ်ဆောင်နေရတယ်လို့ပြောပါတယ်ကျပ်ပါတီထံကနေပြီးတော့ရွေးကောက်ပွဲအတုံးစိတ်တောင်းခံခြင်းမရှိဘူးလို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတာရွှေဘုံမြို့အထွာကန်တော်ဂိတ်မှာအကြမ်းဖက်ဆစ်ခွေးတွေက ပြည်သူတွေစီကနေပြီးတော့နေစဉ်ဓမြတိုက်ပြီး ငွေကျပ်သိန်းကိုယာနဲ့ချီပြီးတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီကန်တော်ဂိတ်ကိုအကြမ်းဖက်စစ်ခွေးတပ်ကထိ ंछ ုပ်သားပြီးတော့ရွှေဘုံမြို့မှာရှိတဲ့ချင်းမြန်တိုင်ရင်ဖြစ်တဲ့ခမရဆက်တိကဒုယာကန်ဘူတန်းထေးကဦးစီးပြီးတော့ဂိတ်ဖွင့်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဒုယာကန်ဘူတန်းထေးဟာပြည်သူများတယ်ဆောင်လာတဲ့ကုန်ပစ္စည်းများအပေါ်အစမတန်ငွေကြေးတွေကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။စံစဘာတင်လာတဲ့ကားတစ်စီးကို2000ကျပ်၊စိုက်ပျိုးရေးသုံးအိမ်သုံးပစ္စည်းတွေတင်လာတဲ့ကားတစ်စီးကိုငွေကျပ်3000ကနေ2000အတွင်းပေးနေရပါဗျ။ နေစဉ်သိမ်းရာချီပြီးတော့ရနေတာလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် ဒုရာကံပူတန်းထေးဆိုတဲ့မသားဟာဂိတ်ဖွင့်တဲ့နှစ်နှစ်အတွင်းမှာပြည်သူတွေစီကငွေကျပ်သိန်းကိုထောင်ချီကောက်ခံမှုအတွက်တိုင်ကြားစာပေးဖို့ခံရတော့လေအရေးယူမှုတစုံတရာမခံရတဲ့အပြင်ရခင်ကတည်းကပို့ပြီးတော့တောင်မှဓမြတိုက်ငွေကြေးတောင်းခံမှုတွေပုံမုံလုံဆောင်လာတယ်လို့သိရပါဗါးလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းတီဘုံမြို့နယ်မှာအကြမ်းဖက်စစ်ခွေးနှကောင်ကပြည်သူတွေရဲ့နေအိမ်ဈေးဆိုင်နှစ်ဆိုင်အတွင်းကိုဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့တဲ့အတွက်စစ်တပ်ရာရှိထံကိုတိုင်ကြားထားတော့လေဆိုလာပြားနဲ့ဘက်ထရီအိုးတစ်လုံးသာပြန်ပေးပြီးကြံတဲ့ပတ်စံနဲ့ပစ္စည်းတွေကို ပြန်ပေးခြင်းမရှိကြောင်း SFPB info ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်း2နာရီ20မိနစ်ခန့်မှာဒီဘောမျိုးနဲ့မိုးဒီကြီးရွာအုပ်စုကွန်ဆန်လိတ်ကြီးရွာမှာရှိတဲ့နေအိမ်တစ်လုံးထဲမှာအကြမ်းဖက်စစ်ခွေးနောက်ကောင်ကဝင်ရောက်လာပြီးတော့အင်ရှင်တွေကိုတနက်နဲ့ထောက်ကနေအိမ်နဲ့ဈေးဆိုင်အတွင်းကိုမှုင်နောက်ကငွေကျပ်9သိန်းတန်ဖိုးရှိတဲ့ပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်အစောပိုင်း၄နာရီဝင်းကျင်မှာလည်းအခြားနေအိမ်ဈေးဆိုင်တွေကိုဝင်ရောက်ကအင်ရှင်များကိုတနက်နဲ့ထောက်ပြီးတော့အလားတူပစ္စည်းများကိုမှုင်နောက်ယူဆောင်သွားတယ်လို့သိရ ပါတယ်အင်ရှင်လဲစစ်သားဆိုတော့ တကားဖွင့်ပြီးတာအိမ်ထဲလဲရောက်ရောတနေ့နဲ့ထောက်ပြီးတော့အိမ်ထဲမှာရှိတဲ့ဆိုင်ထဲကပစ္စည်းတွေအကုန်လုံးကိုမှွေတော့တာပေါ့ကုန်ပစ္စည်းတွေရောပတ်စံတွေကိုယူသွားတယ်နှစ်အိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတာလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အခုလို့ဓမြတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရက်ချေးတာဝန်ရှိသူများကစစ်ခွေးတပ်ကအရာရှိတွေထံကိုတိုင်ကြားခဲ့တော့လေပြင်းမှုကျူးလွန်သူတပ်သားနှစ်ဦးယူဆောင်သွားတယ်ဘက်ထရီနဲ့ဆိုလာပြားများကိုသာအင်ရှင်ထံပြန်လည်ပို့ဆောင်ပေးခဲ့ပြီးကြမ်းရှိနေတဲ့စားတောက်ခွေးအများနဲ့ငွေကြေးများကိုတော့ပြန်လည်ပေးဆောင်ခြင်းမရှိဘူးလို့ပြောပ ါတယ်ပြင်းဖို့ကျူးလွန်တဲ့ဆွေခွေးတွေကိုအေးအေးယူမယ်လို့တော့ပြောတာပဲဒါပေမဲ့ဘလို့အေးအေးယူမလဲတော့မသိဘူးပေါ့ယူသွားတဲ့ဆိုလာပြားတွေဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီကြံတဲ့စားတောက်ဖွဲရတချို့တော့သုံးလို့ကုန်ပြီမို့လို့နောက်မှပြန်ပြီးဆောင်ရွက်ပေးမယ်လို့ပြောတယ်အခုတွေတော့ဘာမှပြန်မပေးသေးဘူးလို့ဒေသခံတီတူတူကအတည်ပြုပြောကြားထားပါတယ်အဲ့ဒီမုတ်တီကြီးရွာအုပ်စုကိုလွန်ခဲ့တဲ့အော်တိုဘာလကစစ်ခွေးတက်ကထိုးစစ်ဆင်ဝေရောက်ခဲ့ပြီတော့လက်ရှိအချိန်ထိစစ်ခွေးတက်ကစိုးမိုးလှုပ်ရှားနေတဲ့နေရာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်နဲ့စာလင်းကြီးမြို့နယ်ကျင်းနီတူးနေတဲ့တရုတ်ဘေးကိုခင်းဆောင်လုံခြုံရေးယူပေးနေရတဲ့ရှေခွေးအုပ်စုကနိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာကြေးဝါတွေကိုဝင်းရောက်စီးနှင်းပြီးတော့ရွာကန်ပြည်သူ10ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့ညတကောင်ရံအချိန်မှာတရုတ်ဂျင်းနီစက်ရုံထဲကနေတိတ်တဆိတ်ထွက်လာတဲ့မင်းအောင်လိုက်ရဲ့တစ်ဆာကစိတ်ခွေးအုပ်စုကတရုတ်ဂျင်းနီစက်ရုံနဲ့စားလင်းကြီးမြို့ကြားရေခေါင်းကြီးွာကိုအလင်းငိုက်ဝင်းရောက်စီးနေပြီးတဲ့နောက်ရွာကအမျိုးသား၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ညအိပ်ပျော်နေတဲ့အချိန်ဆိုတော့စစ်တောင်းဝင်တာဘယ်သူမှမသိကြဘူး။လူငယ်လူလယ်ပိုင်း၁၀ယောက်ဖမ်းခံလိုက်ရပါတယ်။နောက်တနေ့မနက်စားလင်းကြီးကနေ၅ယောက်ကိုပြန်လွှတ်လိုက်တယ်လို့ဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်။အဲ့ဒီစစ်ခွေးအုပ်စုဟာအင်အားတရာကျော်ပါရှိပြီးတော့စားလင်းကြီးမြို့ပေါ်မှာ၅ရက်ကြာပြီးတဲ့နောက်နိုဝင်ဘာလ30ရက်နေ့မှာတရုတ်ချင်းနေဆက်ယုံနယ်ကိုပြန်ဝင်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ခွေးအုပ်စုဟာ စာလင်းကြီးကနေတရုတ်ကျင်းဒီဆက်ယုံညဘက်ပြန်ဝင်လာတဲ့အချိန်ရေခါရွာအနီးမှာဒေသခံတော်လိုင်းတပ်တွေနဲ့ပြစ်ခတ်မှုဖြစ်ပြီးတော့ပထမဖမ်းဆီးခံရသူတွေကလူငယ်တအူးထမှန်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်ထွက်ပြေးလာလို့တယောက်လွတ်လာပါတယ်။၄ယောက်ကတော့အခုချိန်ထိမလွတ်သေးဘူးလို့ပြောပြထားပါတယ်။ နိုဝင်ဘာလ30ရက်နေ့ညဦးပိုင်းကရေခါရွာအနီးတိုက်ပွဲဖြစ်တဲ့အချိန်မှာတရုတ်ကျင်းဒီစက်ရုံလဲကနေအနီးပတ်ဝန်းကျင်ခြေရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကနေလဲပါရာမော်တာစက်တပ်လေးထီနှစ်စီးနဲ့လာရောက်ကဘုံကျဲပစ်ခုပေးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် မုံရွာမြို့ Ocean Center ထဲမှာတပ်ဆင်ထားတဲ့လက်နက်ကြီးနဲ့မုံရွာမြို့အဝယ်မအူခိမ့်မှာတပ်ဆင်ထားတဲ့ Howitzer လက်နက်ကြီးတွေနဲ့စားလေးကြီးဘက်ကိုရန်ကားပြီးတော့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တရုတ်စစ်ရုံတွေကနေအနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာတွေကိုညာလုံးပေါက်လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့ဒီဇင်ဘာလတရက်နေ့မနက်ပိုင်းအထိဆက်လိုက်ပြီးတော့ပစ်ခတ်နေလို့တရုတ်ကျင်းနီစစ်ရုံအနီးကဒင်းငါရွာတွေကိုလက်နက်ကြီးကြီးဆယ်လုံးကြောက်ရောက်ပောက်ကွဲကနှလုံးကကြေးရွာအတွင်းကနေအိမ်မော်ကိုကြောက်ရောက်ပောက်ကွဲပြီး ကျန်တဲ့ရှစ်လုံးကတော့ရွာရဲ့အပြင်တောဆက်ကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာတရုတ်ချင်းနီဆက်ယုံဂိတ်အဆောင်စေခွေးအုပ်စုရဲ့ရန်ကြောင်တရုတ်ချင်းနီဆက်ယုံအနီးပတ်ဝန်းကျင်ကကြီးွာတွေကဒေသခံပြည်သူတောင်းနဲ့ချီပြီးတော့ဘေးကင်းမယ်လို့ထင်တဲ့နေရာရေစီကိုထွက်ပြေးတိမ်းရှောင်နေရကစားရေးတောက်ရေးနေရေးထိုင်ရေးအကူအညီတွေလိုအပ်နေတယ်လို့ဒေသပဲစစ်ဆောင်ကူညီလှုပ်ဆောင်ပေးနေသူကပြောပြထားကြောင်းသိရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်သေးတိုင်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောဇဂိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့ပြည်သူ့ဥယျာဉ်မှာကျင်းပပြုလုပ်နေတဲ့ဈေးရောင်းပွဲအတွင်းစတေရှိုးပွဲကြည့်ပြီးတော့ပြန်လာတဲ့လူငယ်32ဦးကို ောက်ကျမှစစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ကမုံရွာမြို့ပေါ်မှာရှိတဲ့ပြည်သူ့ဥယျာဉ်မှာကျင်းပပြုလုပ်နေတဲ့ဇေယောင်းပွဲတော်မှာစတေရှိုးပွဲကြည့်ပြီးတော့ပြန်လာတဲ့လူငယ်32ဦးကိုအချက်မှတ်စစ်တပ်ကလမ်းမှာအေးစည်းကားများနဲ့အတင်းဆွဲခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အဲ့ဒီအချက်မှတ်စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်32ဦးဟာအသက်20အရွယ်ကနေ35နှစ်ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့သိရပါဗျ။မုံရွာမြို့ပေါ်ဌာနဆိုင်ရာစုပေါင်းရုံးမှာတ냐တာချုံနောက်ထားအား နိုဗ ెంబ ာလ29ရက်နေ့မနက်ပိုင်းမှာကားရီနဲ့မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့မိသားစုဝင်များနဲ့လည်းအဆက်အသွယ်မရဘူးလို့ပြောပါတယ်။နိုဗ ెంబ ာလ28ရက်နေ့ကမုံရွာမြို့ပြည်သူ့ဥယျံဈေးရောင်းပွဲတော်မှာရန်ဖြစ်တဲ့လူငယ်၁၂ဦးရဲ့ပြီးတော့ရှိုးပွဲကြည့်ပြီးပြန်လာတဲ့လူငယ်အယောက်20ရဲ့ကိုစစ်ခွေးတွေကလမ်းမှာအေးစီးကားတွေနဲ့ပေါ်တာဆွဲသွားတယ်။စုစုပေါင်းလူငယ်32ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါ။ စေခွေးတွေပေါ်တာဆွဲသွားလို့လူငယ်အားလုံးကိုစူပေါင်းယုံမှတညထားပြီးနိုဝင်ဘာလ29ရက်နေ့မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ခဲကိုပို့လိုက်တယ်လို့ကြားပါတယ်လက်ရှိမှာစေခွေးတွေဖမ်းဆီးထားတဲ့လူငယ်32ဦးကိုမိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် မုံရွာမြို့ပေါ်ပြည်သူဥယင်ဈေးရောင်းပွဲတော်ကိုစစ်ခွေးတပ်ကနိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ2ရက်နေ့အထိ9ရက်တိုင်ကျင်းပပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။အလားတူပဲအော်တိုဘာလ23ရက်နေ့ကလည်းမုံရွာမြို့ကန္နာလမ်းပေါ်မှာရှိတဲ့စူတောင်းပြည့်ဖျားပွဲတော်မှာစတေရှိုးပွဲကြည့်ပြီးပြန်လာတဲ့လူငယ်အယောက်30ကျော်ကိုလည်းအေးစည်းကား5စီးနဲ့အကြမ်းဖက်စစ်ခွေးတပ်တွေကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ